ားလုံးပဲမင်္ဂလာပါရှင်အခုဖတ်ပြမှာကတော့ဖျာညီပူလေးရေးသားတဲ့လူရှင်တဖီဖူရဲ့ဝိတ္ထုတူလေးပဲဖြစ်ပါတယ် ဘက်ဖက်မှာမိသိနေတဲ့ဖေဘောလိတ်တလိခဲထားလို့ဖိလိပ္ပင်ဖီကန်ဟာတတွေးတွေနဲ့ဖူပွားနေပြီလေသူခန္ဓာကိုယ်မှာဖွတ်ကျေချိုင်းပြက်ဖျားဖူရဖီအဖြူရောင်တစ်ထည်ဝတ်ထားတယ်ခဲရွရွဖွတ်ကျေမဖုံးနိုင်မအုပ်နိုင်တဲ့လက်မောင်းပကုံးလက်ချံတွေမှာကာယသိတိအယုတ်တွေနဲ့ဘာဆွမ်းမှမသိနိုင်တဲ့အင်းကွက်နက်ပြပြနီတီတီတွေကနေရာယူထားတာပေါ့ဂျပန်ကြီးအရွယ်ကောင်းစဉ်ကတော့ သူ့အသားအရေးပြည့်တင်တင်မှာဒီအင်းကွက်တွေအယုတ်တွေဟာတတ်တူရွယ်သူတွေကြားမှာရှုကျင်ဖြစ်ပွဲတင့်တယ်ချင်းတင့်တယ်ခဲ့ပြီမှာပေါ့အသားအရေးတွေအခုလိုရော်ရဲလာချိန်မှာတော့ဖေးမင်တွေကြည်ရတာတရားရဖရာပဲခုန်နှန်းရှိလေးပေါ်မှာလူသုံးယောက်ရှင်ထိုင်နေကြရမှာသူကအလဲကောင်ကဘေးတစ်ဖက်တစ်ချက်ကလူနှစ်ယောက်ကသူမသိတဲ့ဘဝသူနှစ်ယောက်ဒီခုန်နှန်းရှိလေးပေါ်ကိုသူကအရင်ဆုံးရောက်တဲ့သူ ပြီးတော့သူညာဘက်ကမောင်လူနေလူကငင်ငင်သွားလာလာလှုပ်ရှားပုံကနှိကွေးလေးလံနေတယ်မျက်လုံးတွေကဆိုးရင်ဆိုးရွံ့ထိတ်လန့်နေတဲ့မျက်လုံးနဲ့နောက်ဆုံးမှရောက်လာသူကသူ့ဘယ်ဘက်မှာဝင်ထိုင်တဲ့ခက်ပေမေလူလက်တရဂျပန်ကြီးရဲ့လက်ထဲကဖက်ကက်ကြီးဟာသူ့ဖက်ပင်တွေကို defend ဖက်ကိုက်ဖက်ဆွေးနှုတ်နေတယ်ဖက်ကက်ကြီးကိုအမလိုက်မှာသူ့ခန္ဓာကိုတစ်ချက်တွန့်သွားပြီးမြင် ဂျပန်ကြီးကတော့သူ့ခေါင်းကို နာနာဖိပြီးဖက်ကက်ကြီးနဲ့တရက်ဖက်ထူးနေတယ်။အရင်တခါဖိပင်းညက်တုံးက ဖေဘောလိတ်ဘေဘီညက်တာကိုပြန်သတိရမိတယ်။အဲ့ဒီတုန်းက သူ့ကိုတွန့်သွားတဲ့အခါသူ့ဖိတ်သက်တာရသက်တာကြောင့်ဂျပန်ကြီးဘဖက်ကဖက်ကက်ကြီးကိုငါနဲ့ကင်တုတ်ပြီးဖဲတန်ကြခဲ့ရတယ်။အခုတော့ဝက်ခံရမယ့်9မိနစ်လောက်ကိုအမြန်ကုန်ဖီချင်လာပြီ။တနေ့မနေ့ကမှဦးတင်ရွာကလူတက်မှုနဲ့ကြတဲ့ ကိုဆောင်လည်းနှုတ်ပေးထားတဲ့ဆွေပင်ဖြူတွေဟာနင်းမှမနေပဲအခုလဲဆွက်ကက်ကြီးစာတွေထဲမှာသူ့ဆွေပင်ဖြူတွေကိုတွေ့နေရတယ်အပေါ်ပိုင်းကိုတုံးလုံးချက်ထားတဲ့သူ့ခန္ဓာကိုအနှံ့မှာကန့်ညင်နေကြတဲ့ဆွေပင်မွေးတူနဲ့နဲ့တွေကမွားစာကျင်းနေကြတယ်။သုံးယောက်စလုံးခြုံထဲမပါပဲဆွေပင်အညက်ခံနေကြတာမူတဦးရဲ့ဆွေပင်မွေးတဦးစီတော့နည်းနည်းပါးပါကုရှက်ရောထွေးကုန်တာပေါ့သူ့ကိုဆွေပင်ညက်ပြီးနေတဲ့ဂျပန်ကြီးကလူတက်မှုနဲ့ဒီအထဲရောက်လာတဲ့သူ သူနဘေးကမောင်လူနှီးကိုသပင်းညက်ပေးနေတဲ့ကိုထွန်းသိန်းကမရိမှုနဲ့ရောက်လာတဲ့သူကိုထွန်းသိန်းဖီမှာတော့လူတော်တော်များများကသပင်းမညက်ချင်ကြဘူးလက်ချောင်းတွေကကွေ့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 ကောက်ကောက်နဲ့ပြီးတော့မျက်လုံးတစ်ဖက်ကလည်းတိမ်ဆွေးနေလိုက်သေးတယ်ဝဲတွေပွေးတွေဗလက်ပွားနဲ့သူ့ဘယ်ဘက်မှာထိုင်နေတဲ့လူလက်ပွေးကြော်ကိုတော့တောင်နှင်းကြီးနေကဓမြမှုနဲ့ကြလာတဲ့ထေးဖောင်ကညှက်ပေးနေတာထေးဖောင်ကဝိတ္တာစားတာတသက်ရရဲ့နဲ့ စကားအပြောစုလေညက်တယ်ဂျပန်ကြီးတို့ကိုထိုးသိမ်းလို့လူအသက်အကြီးတန်းတွေကမဟုတ်ဘူးခက်ငင်ငယ်ပဲတော်ယုံလူကဓမြလူဘယ်ထင်ရက်ဖျားရှိမလဲမဒိန်ကိုထွန်းသိမ်းရဲ့လက်အောက်ကမောင်လူမီးကတော့ခုန်နှန်းရှည်လေးအပေါ်ထိုင်လိုက်ကလေးကညင်ညင်ကလေးထိုင်နေတယ်တုတ်တုတ်မှမလုပ်ဘူးကိုထွန်းသိမ်းပြုသည်မညင်ခံနေတယ်ဒီလူငယ်ကြည့်ရတာဒီထဲရောက်တာတိတ်ကြသေးပုံမပြရဘူး သူ့ရဲ့ဘက်ကပွေးကြော်မှာဝဲပြီးပွေးပြီးတော်တော်များတာပါလားလက်နှစ်ဖက်စလုံးရှင်ဘက်လေဘဲမှာအနာရီအနှံ့မေးအညီရှိရာရင်အောင်နေဆိုတာသိမှန်နေဝဲပြီးပွေးပြီးအပေါ်ရင်ကောင်းတွေလာအောင်နေကြတယ်ကာယံကန်ရှင်ကဘလို့မှမခံစားရပေမဲ့သူကတော့ဒီဘက်ကနေဥရလာပြီရှင်ကောင်းတွေကိုဖိတ်ကူးနဲ့မောင်းထုတ်နေမိတယ်တကယ်လက်နဲ့တော့မောင်းမထုတ်ဘူး ်ထေးဆောင်ရဲ့ဖက်ကက်ကြီးကဖပင်တွေကျလာတဲ့အခါရင်ကောင်တွေကလန့်ပြန်ပြီးပွေးကြော်ရဲ့ပွေးပွေးတွေဝေးတွေပေါ်ပြန်လာတဲ့အကောင်ကနာတချို့အကောင်ကတခြားနေရာပြန်သွားကြပြီးတချို့ရင်ကောင်တွေကသူ့အပေါ်လာနာကြတယ်။အဲ့ဒီအခါသူကမအောင်အီးနိုင်မဲရင်ကောင်တွေကိုမောင်းထုတ်မိတယ်။ဘာလို့တာလဲနေရွက်ပြတ်သွားခြင်းလို့လား။ကကြေးခိုင်ထားတဲ့ဂျပန်ကြီးကညင်ညင်မနေတဲ့သူ့ကိုအတန်မမာနဲ့ငောက်တယ်။ ဒီရက်ဒီဒေတာမှာသဘင်တစ်ခါညှက်ရင်ဖီလီကဗနက်လီပေးရမယ်လို့တော့ကြေတက်မှတ်ထားတာမရှိပါဘူးရှိရင်ရှိသလိုလင်းကားလေးပေးတတ်ကြပြီမပေးနိုင်သူကပေးနိုင်တဲ့အခါမှပေးကြတာလေပွေးကြော်ကတော့ခုံတန်းလျောက်ပေါ်မထိုင်ခင်ကလေးကသေးဖန်ကိုဖီလီကလေးလှမ်းပေးလိုက်တာကိုသူမြင်လိုက်တယ်သူကတော့ဖီလီမပေးနိုင်သူလို့ထုံးဖန်အတိုင်းသွားဖြဲလေးနဲ့အသာဝင်ထိုင်နေသူသူ့ဖြစ်ပေညှက်လို့ခဏကြာတော့မှ ောင်လူနည်းနဲ့ဖွေပွေးကြော်လို့ရှေးဖင်နောက်ဖင်ရောက်လာကြတာလေကိုထွန်းသိန်းကလူသက်မောင်လူနည်းကိုပညာရီပေးနေတယ်မင်းတို့ကဖေဖေညှက်လာတဲ့အခါဖေလိတ်ကလေးပါလေးယူလာရတယ်ကွာကို့မှာမရှိရင်ကို့အပိုင်သားတယောက်ဖီကချေးလာခဲ့မင်းတို့အိမ်ကထောင်ဝင်ဖန်လာတော့ပြန်ပေးလိုက်ပေါ့သူကတော့ကိုထွန်းသိန်းစကားထဲမှာမင်းတို့မင်းတို့နဲ့ပါနေတာသူ့ကိုပါရည်ရွယ်ပြောနေတာပါလားလို့တွေးနေမိတယ် ူကလည်းအိမ်ကထောင်းဝင်းဆွာလာတဲ့အခါဆန်သပုတ်ကိုဖိလိတွေပေးရအောင်မယ်လို့စိတ်ကူးထားတယ်လေအပြင်မှာဖကမင်းတခါညံ့ရင်ဘလောက်တောင်ပေးရတယ်လဲမင်းတို့သိတယ်ဒီထဲမှာဖိလိလေးနှစ်လေးသုံးလေးနဲ့ဖပင်ညက်ခွင့်ရတာဒီလောက်တော့မင်းတို့ပေးဖို့ကောင်းတယ်သူကကိုထွန်းသိရဲ့ဖကနားထောင်ရင်အပြင်မှာကြံခဲ့ကြတဲ့ကိုထွန်းသိရဲ့ဖွေမျိုးတွေကိုဒီထဲခေါ်ပြီးဖပင်ညက်ပေးအောင်မလေးလားလို့တွေးလိုက်မိတယ်အိမ်ကမလာရင်တော့လာမယ့်ဇာတာပရိမာရမယ့်အသားပုံဖံကို ဖေးလေးနဲ့လဲလှယ်ပေးရကောင်းနူးနူးတဖန်သေးဖင်းလာနေမိတယ်။ပွေးကြော်ကတော့အပြင်မှာသူပြောပွားပွေရှုပ်ခဲ့တာတွေကိုစမြုပ်ပြန်ပြီးပြောပြနေတယ်။ယောက်ျားတွေချင်းနေကြတယ်ယောက်ျားတိုင်းကြည့်မှုပွေးကြော်ရဲ့ဖလန်းပမာနားဖင်ဖရာတွေကပေပေနေနေရှိလာတယ်လို့တစ်တစ်ခွက်ခွက်လည်းရှိလွန်းတယ်။နားရတာခံနေကြသူတွေအဖို့စိတ်အာရုံမှာပြောင်းမြင်လာအောင်ပြောနိုင်နေသူပွေးကြော်ကိုကြည်ရင်ကြည်ရင် HIV AIDS ရှိတဲ့လူတယောက်လိုသူခံစားမိလာတယ်။အဲ့ဒီလူရဲ့ပိန်ပုံပိန်နည်းကိုလည်းတန်တရားဖြစ်မိတယ်။ညာဘက်ကမောင်လူနေတတွေးတွေမျိုးချလိုက်တာကိုသူမြင်ဖြစ်အောင်မြင်လိုက်သေးတယ်။ပွေးကြော်ရဲ့ဖြစ်ရမှန်ဖလန်ဖူရာကိုနားထောင်ရင်ဂျပန်ကြီးခင်ဗျာကတွင်ချင်လာတယ်ထင်တယ်။ဖိလစ်ပင်ဖီကန်ထဲမှာဖူမိနေတဲ့ဖေးကြီးတွေကိုတစ်ချက်ဖုတ်တဲ့အတန်ကြားလိုက်ရတယ်။ထေးဖန်ကတော့လက်သမားတို့ ဓာတွေးကြောက်ခွက်ချမ်းကြိုင်လေးတစ်ခုအပေါ်မှာဓာတက်လက်ကိုတွေးနေတယ်။သူတို့ရဲ့နဘန်းနရွက်နောက်လေကုန်းမှာကြံခဲ့တဲ့ဖန်ပင်မွေးညင်းတွေကိုရိတ်ဖို့တွေးနေတဲ့ဓာလေး။ဒီဓာကသင်လုံးသားတော့မဟုတ်ဘူး။သုံးလမ်းမလောက်ရှိတဲ့တန်ဖြတ်အကျိုးတစ်ချောင်းကိုလက်ကင်တက်ထားတဲ့ဓာတစ်ချောင်းဒီဓာနဲ့နှကမ်းမွေးမုတ်ဖိတ်မွေးတွေပါရိတ်ရအောင်ပါ။ပွေးကြော်ရဲ့ခန္ဓာကိုယ်ပေါ်ရင်ကောင်တွေကတချို့အကောင်တွေက ပွေးကြော်ရဲ့ဘက်ဖက်ဖီပြန်သွားကြတယ်။ထီးဖောင်ကလည်းဟီ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 နဲ့သဘောကျရင်ပွေးကြော်ရဲ့တရားကိုတရားထောက်လုပ်နေတယ်။ဂျပန်ကြီးကတော့သူ့ရဲ့ဖပင်ကိုနောက်ဆုံးအချောသက်ကင်နေပြီ။လက်ထဲကကက်ကြီးကိုဟူနာတစ်ချက်ဒီနားနှစ်ချက်လောက်ပဲညှက်နေတော့တယ်။ပွေးကြော်ရဲ့ဖလန်းပမာကိုပဲဖိနဲ့နားထောင်ခြင်းလို့သူ့ကိုဖေးချုပ်ချုပ်အပြီးတက်လိုက်တာလီလား။သေးဖောင်သွေးနေတဲ့ဓာတ်နဲ့ဘသူ့ကိုအရင်နှစ်ပန်းတိပေးမှလေသူတွေးရင် ခေါင်းမှာချွေးတွေဖုတ်လာတယ်။သူကဖိလိမပေးနိုင်တဲ့သူ၊ပွေးကြော်ကဖိလိတူပေးပြီးဖပင်ညက်တဲ့သူ၊သူကဒီခုံရှိပေါ်အရင်ရောက်တဲ့သူ၊ပွေးကြော်ကရောက်မှနောက်မှရောက်တဲ့သူ။ထေးဆောင်သွေးနေတဲ့ဓာတ်ကိုကိုထွန်းသိန်းကလှမ်းယူပြီးသူ့လက်ဖဝါမှာသုံးလေးချက်ခတ်လိုက်တယ်။တိမ်မဆွေးတဲ့မျိုးလုံးတစ်ဖက်နဲ့ဓာတ်သွေးထားပုံကိုနေရောင်မှာထောင်ကြည့်လိုက်သေးတယ်။ပြီးတော့မှထောင်ထဲမှာတနည်းမနည်းကမှရောက်တယ်လို့ထင်ရတဲ့မောင်လူနှီးကိုအရင်နှပန်းတီးတော့ သူ့စိတ်ထဲမှာနည်းနည်းနေသားထိုင်သားတယ်လို့ခံစားမိတယ်။ဟင်းချနိုင်တယ်။ကိုထွန်းသိန်းမောင်လူမေးကိုနဗန်းတည်ရင်တစ်ချက်တွန့်ငင်းနေဖြစ်သွားတာကိုသူမြင်လိုက်ရတယ်။ဂျပန်ကြီးကဘီးနဲ့ကကြိတ်ကိုဖန်တာဘုံနာအသာချပြီးပွေးကြော်ရဲ့ရင်သိမ့်သိမ့်တုံးဘဝင်လှိုက်လိုက်အေးဖက်လန်းကိုနားထောင်နေတယ်။လေပွေကလေပူတွေကိုတည်ခဲ့တာလीလား။လေပူတွေကပဲလေပွေတွေကိုတည်ခဲ့တည်ခဲ့လीလားမသိဘူး။ ချွေးတွေဖုတ်နေတဲ့သူ့ခန္ဓာကိုယ်မှာလေပူတွေလာဟတ်တယ်။မောင်လူနီးအလှဲ့ပြီးသူ့အလှဲ့ပေါ်နဗန်းတိမဲ့နေရာတွေကိုဂျပန်ကြီးကပူပူနွေ့နွေ့ရေဖုတ်လိုက်တယ်။ရာသီဥရုကပူခန္ဓာကိုယ်ကအပူနဲ့ဂျပန်ကြီးဖုတ်တဲ့ရေကညာဘက်နဂွင်းနားဖီက၆တော့မယ်လို့ချစ်ကြတဲ့ဖန်ဖုတ်လိုက်တာဟုတ်လား။ဂျပန်ကြီးကဓာတ်ကိုကောက်ကင်မှာပွေးကြော်ရဲ့ဖလန်းတွဲကဖက်ထုတ်ကိုရောက်သွားလို့ ဂျပန်ကြီးဓာတ်ကိုကိုင်ပြီးဖန်နာထောင်နေသေးတယ်။ခဏနေမှရေမချောက်တချောက်ဖြစ်နေတဲ့သူ့နှကွင်းတွေကိုနဗန်းတီးတော်တယ်။နဗန်းတီးတဲ့အခါရေပြားနဲ့ဓာတ်ဆွဲချစ်တန်ကို သူ့အတိုင်းသားချနေရတယ်။လေကုတ်တနေရာမှာပူရှိန်ရှိန်ဖြစ်သွားတာကို သူသိလိုက်တယ်။သူ့အတွေ့အကြုံရဓာတ်ဓာတ်ထိတာမဟုတ်ရင်ရေပြားပွန်းတာပဲဖြစ်ရမယ်။ဂျပန်ကြီးကဘယ်လက်မနဲ့ခုနနေရာကိုအသာဖိလိုက်သေးတယ်။ဖျားဖျားဓာတ်ထိသွားပြီလား။ မောင်လူလေးကိုရိတ်ပြီးမှသူ့ကိုရိတ်ပြီးလို့ပွေးကြော်ကသာအရင်ရိတ်ပေးပြီးသူ့ကိုလာရိတ်ရင်ပွေးကြော်ကရော HIV AIDS ရှိတာသိချင်ရဲ့လားသူ့အတွေးတွေဘလောင်ဖူနေချိန်မှာမောင်လူလေးကအကူပြောတယ်နှွေသေးအိမ်ဖူတာကလဲဖင်လေးမဟုတ်လားတတက်ကလေးနဲ့လीတုပ်ပူတောင်လေးနှွေသေးအိမ်ချောအင်ဒရာနဲ့ပူဖူမားတို့ကျွန်တော်ဖီမှာနေသွားကြတာအကြာကြီးတော်တော်မိုက်တယ်ဝင်ငွေကျန်းနဲ့ကောင်မတွေပေါ့ သူ့လက်ကလေကုတ်ဖီကပူကနေဖြစ်တဲ့နေရာကိုရောက်သွားမိတယ်။အောင်ကြီးဒီဖင်မှာ2004